ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးညတာပဲဖြစ်ပါတယ်အရင်တုန်းကတော့အရင်လာနေပါဆိုရင်တော့ကျွန်တော်ကတနေ့ကနေတနေ့နာအင်္ဂါဗုဒ္ဓဘုဆိုပြီးတော့ခဏနေနံကိုခဏခုလုပ်ပြီးရေပေါ့အဲ့တော့ကျွန်တော်ကဒီဒီလမှာဒီမှာကျွန်တော်လည်းအဲ့လိုမျိုးဗီဒီယိုတွေကိုမတင်တာလဲဂျာထဲမှာဘာလာရှိပါလဲဆိုတော့2လ3လဝင်ချင်ရှိသွားပြီထင်တယ်အဲ့တော့ကျွန်တော်ဒီအော်တိုဘာလာနေစပြီးတော့မှပြန်တင်ပေးဖို့ရှိပါတယ်အဲ့တော့ကျွန်တော်ကတော့အခုချိန်မှာဒီအဲ့တော့အော်တိုဘာလာတလမှာ ဝေးချေကံအကြောင်းတရားနဲ့ပတ်သက်ပြီးတော့မှစပြီးတော့ပြောချင်တာတော့တနေ့ကနေသားသမီးများအနေနဲ့ပေါ့နော်ဒီအောက်တိုဘာလထဲမှာ မွေးချေကံကတာမန်လာနေတဲ့ပုံပေါ်ပြီးကောင်းမွန်တာလေးတွေရှိတယ်။ကောင်းမွန်တာလေးတွေတွေ့ရတယ်။မိမိမှလည်းမွေးချေကိစ္စနဲ့ပတ်သက်ပြီးတော့မှအကူအညီပေးမဲ့သူတွေမဆာပေးမဲ့သူတွေပေါ်လာတတ်တယ်။မထင်မထားတဲ့နေရာမျိုးတွေကနေပြောမှမွေးချေအစီအမီဝါတာမျိုးမွေးတွေဝင်လာတာမျိုးဒီပတ်စံကိစ္စတွေအစီအမီဝါတာမျိုးပေါ့နော်။အဲ့လိုမျိုးတွေလည်းကြုံတွေ့ရစရာလည်းရှိတယ်။ ဟိုပြောချင်တာကတော့အော်တိုဘာလာထဲမှာတော့တင်းကုန်နေသားသမီးများအနေနဲ့မွေရေးကန်ကောင်းဆောင်လို့ပြောလို့ရလောက်အောင်ကိုများတယ်။မွေရေးကန်နဲ့ပတ်သက်ပြီးတော့တခုခုအကူအညီအထောက်ပံ့တခုခုလိုအပ်တယ်ဆိုရင်တော့အမျိုးသမီးတဦးထံကနေပြီးတော့ကနေကြည့်ပြီးတော့ဒီအကူအညီထောက်ပံ့တွေရတတ်တယ်အဆင်ပြေသွားတတ်တယ်ပေါ့နော်။တနေ့လာတာသမီးများအနေနဲ့တော့အော်တိုဘားလာတဲ့မှာပေါ့မွေးကြီးကန်တဲ့ကြောင်လျားနဲ့ပတ်သက်ပြီးပြောမှမဆိုရင်တော့တာမန်ထက်ကိုပုံပြီးတော့ရှာရတယ်တာမန်ထက်ကိုပုံပြီးတော့ကြက်သေးတယ်လို့ ခံစားရတယ်လို့ပြောလို့ရတယ်။မွေရမဝဲဘူးလားဆိုမဟုတ်ဘူးပဲနဲ့ပတ်စံမရှိဘူးလားတော့မဟုတ်ဘူးရှိရဲ။ဒါပေမဲ့ဟိုပုံမှန်ထက်ကိုကြက်တဲပြောပုံမှန်ဝင်နေတဲ့အချိန်မှဝင်နေပြီးတော့ဟိုမွေရမ်းကြက်သွားတဲ့ပုံစံမျိုးအမွေအရမ်းခက်ခဲသွားတဲ့ပုံစံမျိုးရှုပ်ထွေးသွားတဲ့ပုံစံမျိုးဟိုပြောမှဆိုရင်တော့မွေကဘာလို့ဖြစ်သွားမှမသိပဲနဲ့ပေါ့နော်။ကိုယ်လက်ထဲတော့ဝင်လာတယ်။ကုံစရာရှိရလေးလည်းအရင်လားအတိုင်းပဲကုံတာပဲ။အမှထွေး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 ကုံသွားတာမျိုးမရှိဘူး။ဒါပေမဲ့လည်းပုံမှန်ထက်ကိုပို့ပြီးတော့ တက်ခဲဝါတာမျိုးဖြစ်တတ်တယ်အနောက်ချက်လေးတွေရှိတယ်ပေါ့နော်မိုးရေကန်နဲ့ပတ်သက်ပြီးတော့အဲ့ပြင်ကိုဘယ်လိုခေါ်လဲဆိုတော့မိုးခွက်လက်ထဲကိုပတ်ဆက်မရောက်အောင်လက်ထဲကိုမိုးမေးနေပါအောင်လို့ဆိုပြီးတော့မှကိုယ်နှောက်ရှက်နေတဲ့သူတွေရှိတယ်ကိုရှိမွေမရောက်အောင်ကြံဆောင်နေတဲ့သူတွေရှိတယ်အဲ့လူတွေကြောင့်လေကိုရှိကိုမွေရပေါက်ရန်လန်းနေအားနေဝါလို့လည်းပြောချင်ပြောလို့ရတယ်အဲ့တော့ တတိနာသားသမီးများအနေနဲ့ဒီဆယ်လာပိုင်းမှာတော့ဒီသူတစ်ပါးအကြောင်းအကြောင်းကြောင့်ကိုကြောင့်မပဲနဲ့သူတစ်ပါးတွေအကြောင်းသူတစ်ပါးကိစ္စတွေရဲ့ဒီအကြောင်းငွေကြီးဆုံးရှုံးရခြင်းငွေဝင်နေခြင်းငွေထွက်များခြင်းတွေကြုံတွေ့ရဖို့ရှိတယ်ပြောရမယ်ဆိုရင်တော့ငွေအကြက်တဲများတယ်ကိုကြောင့်တော့မဟုတ်များကြောင့်ပေါ့အဲ့တော့မကုံကျင်ဘူးဆိုရင်ဘသူပေးပါဦးမှဘူးဆိုင်တယ်ဘသူခံခဲ့မှမကူညီနဲ့ဘသူပြန်လာမှမကူညီနဲ့ဘေးထဲမှာဝင်မရှုံးနဲ့အဲ့ဒါဆိုရင်တော့ဘာပြန်လာမှတက်စရာမရှိဘူးအဲ့ဒါဆိုရင်တော့ဒီနေ့တော့လူမှုဆိုင်ရာမှာတော့ရအားနေပါလိမ့်မှာပေါ့နော်အဲ့ချက်တော့ရှိပါတယ်အဲ့တော့ဒီ ုတ်တူအင်္ဂါအင်္ဂါတော့တိတိများနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီကာလမှာကြတော့ပါလဲဆိုတော့ပြောပြောနေသင်ခဲ့လို့ပြောလို့ရတယ်။အကြောင်းလဲဆိုတော့အဆန်ကဝန်နှချက်ဝန်နှချက်ပုံမှန်တိုင်းပဲပိုပြီးတိုးပေါ်ရတာမရှိဘူးပိုပြီးညော်နေရတာမရှိဘူး။ဟိုဒီအရင်တော့မွေရအဲ့လောက်ရနေရယူရလဲအဲ့လောက်ပဲရနေမယ်ဘာမှပြောင်းလဲသွားတာမရှိဘူး။ဘာမှတိုးတက်သွားတာမရှိဘူး။ဘာမှကြည့်ကြပါလားမျိုးမရှိဘူးတော့တဲ့ဒါမိကမွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ဟာအသေးတန်ကြီးလုံနေတယ်တိတ်ကိုရာနဲ့ရှိထောင်းနဲ့ရှိလုံနေပဲဒီကာလမှာလာလို့ကြည့်မရနိုင်သေးဘူး ရရဖို့ရဖို့ရလဲအခက်ခဲရလဲကိုကအများကြီးရင်းနှီးမြုပ်နှံပြီးပြောမှာဆိုတာကဗျာအရင်တော့ဟိုကိုယ့်လက်ထဲမှာရှိရအပေါဝစ္စည်းဗျာအိမ်တော်တော့ပေးလိုက်လို့တိတ်တောက်တော့ရတယ်ဆိုရင်တော့အိမ်တော်တော့ပေးလိုက်ရင်တော့မတိတ်တောက်တော့ရဖို့ခွင့်လေးမရှိဘူးပြောတင်တာတန်ရာတန်ကြီးနဲ့ထိုက်တန်တဲ့အရာအခုခုဒီလမ်းမှာဖြစ်နိုင်ဘူးအဲ့တော့ဒီလမှာပုံမှန်အတိုင်းပဲပုံမှန်ဖြေရိုးပစ်စင်အတိုင်းပဲဒုံရရဒုံရပဲဖြစ်နေတာကောင်းတယ်ဒုံရဒုံရဖြစ်နေတဲ့ဟာကိုကအကြောင်းအကြောင်းတစ်ခုခုကြောင်းမလို့မွေးချင်းကုန်ကြရပြီဆိုရင်တာမန်ထပ်ပုံကုန်ကြရမယ်တာမန်ထပ်ပုံပြီးခက်ခဲမယ်တော့တွေ့ရတယ် ဲ့တော့ဒီကားထဲမှာတော့ငွေကြီးအကြက်တဲဆုံးလို့တက်ရအောင်ဆိုရင်တော့အင်္ဂါသားသမီးတွေကတော့ဒီလာထဲမှာငွေကြီးအကြက်တဲဆုံးလို့ပြောလို့ရတယ်။နော်ငွေကြီးခက်ကဲဆုံးလို့ပြောလို့ရတယ်။ဗုဒ္ဓဟူသားသမီးအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဗုဒ္ဓဟူသားသမီးတွေကကြာတော့ဒီဆယ်လာပိုင်းမှာငွေကြီးကန်နေမြင့်နေအကောင်းတာကိုတွေ့ရတယ်။တော်မထပ်ပို့ပြီးတော့ထူးခြားတဲ့လားလို့လည်းပြောလို့ရတယ်အဓိကကဘာလဲဆိုတော့ဒီကာလမှာငွေကုန်ရဂျုံးနှက်ပြီးတော့ရာသိမ့်ရထိုက်တာလည်းရတယ် မိမိက100 300 300တော့300နဲ့ထိုက်တန်တဲ့တန်ဖိုးရလက်တူတဲ့ PC တစ်ခုခုတော့မဟုတ်တန်ချိန်တစ်ခုခုတော့မဟုတ်တန်ရာတစ်ချိန်တစ်ခုခုရတယ်ပြောချင်တာကဒီဆယ်လာပိုင်းထဲမှာဆုံရှုံရတယ်လို့မရှိဘူးကုံသွားတာပဲရှိတယ်ကုံတဲ့ဟာကလည်းအမြက်တစ်ခုခုစီးပွားတစ်ခုခုလုံးလိုက်ရလို့ကုံသွားတယ်လို့သဘောထားပြီးတော့နေရင်တော့ဒီလလောကဆင်ပြေသွားလိမ့်မယ်နော်လောကဆင်ပြေသွားလိမ့်မယ်လောကโอเคသွားလိမ့်မယ်လောကနှောက်ရှက်လေးကင်းသွားလိမ့်မယ်အဲ့တော့ဒီကာလမှာတော့ဘုံတူသတိများအနေနဲ့တော့လောက်ရာရှိအောင်ပြည့်ပြည့်စုံစုံလုပ်တွေ့ဝေမနေနဲ့ ဟိုဒါပေမဲ့တခုတော့ရှိရလောဘကြီးလို့မရအောင်လောဘတက်လို့မရအောင်ကိုယ်လက်ထဲကိုရောက်လာတဲ့အရာများအားလုံးကကိုယ်နဲ့ထိုက်တန်လို့ရောက်လာတာဖြစ်တယ်အဲ့တော့သုံးစရာချက်သုံးမယ်လုံးစရာချက်လုံးမယ်ဝေးရာရှိရပါမယ်ပြော်လေးနေလိုက်ရမယ်စီးပွားရေးလုပ်မယ်ဆိုရင်ကာလမှာလုံးဝလုံးဝလုံးတဲ့လို့တော့ကောင်းဆုံးလာလို့လည်းပြောလို့ရတတရီသတ်မိများအနေနဲ့ပြောရမယ်ဆိုတော့တတရီသတ်မိများကတော့ဒီလမှာဒီမိမိကင်တွယ်ထားတဲ့မိမိစီးပွားရှာထားတဲ့မိမိအသေးအံရှာပွေထားတဲ့မွေကြီးတွေအကြောင်းတာတစ်ခုခုကြောင့်ဆုံးရှုံးသွားဖို့ရှိတယ်ပြောချင်တာတော့အကျွေးတွေ ပြန်ရမယ်လို့ဆိုပြီးတော့ကိုကိုကတကတိအထက်ထက်နဲ့ပေးထားရင်တောင်မှဒီလာလည်းမလုံးဝပြန်မရနိုင်တော့ပြန်ရဖို့ရမ်းနေရမယ်ဟိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့တဏှာနဲ့ရဖို့ရှိတယ်အဲ့ရရရစီပြီးမှဆိုရဖို့အခွင့်အရေးမနေပြောတင်တာမွေးကြီးနဲ့ပတ်သက်တဲ့ကိစ္စမှမများအလုံးကဒီလာမှာညံ့တယ်နော်အဲ့တော့အင်္ဂါတာသမီးနဲ့ရှင်လိုက်ရောညံ့မလားမေးတော့ဒုတိယထဲမှာပါတယ်အင်္ဂါတာသမီးကအညံ့ဆုံးထဲမှာပါတယ်တတာပရိကတော့ဒုတိယအညံ့ဆုံးထဲမှာတော့ပါနေတယ် ဲ့တော့ဒီကလာမှာငွေနဲ့ရင်းပြီးတော့ရှာရတဲ့အရာမင်းအားလို့ကျွန်တော်တို့မစ조사နေခြင်းဘူးမ try နေခြင်းဘူးငွေနဲ့ရင်းရတဲ့အလုပ်တွေကိုတော့မလုပ်နေခြင်းဘူးဟိုပြောမှဆိုတော့ခွန်အားနဲ့ရင်းရရင်းပညာနဲ့ရင်းရင်းရရငွေလိုရနေဟာပတ်စံတွေအတကုန်ပေးပြီးတော့ငွေမရှာနဲ့ဒီကလာမှာပြောချင်တာကိုပတ်စံရဖို့စီးပွားရေးကောင်းတဲ့ယူနီမြူနယ်မှုတွေမလုပ်နဲ့လို့ကျွန်တော်အနေနဲ့ပြောချင်တာငွေကိုအဆုလိုက်အကျုံလိုက်ကြီးမတုံးနဲ့မဖြုံးနဲ့လို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့သုံးပြီးဖြုံးပြီးမယ်ဆိုတော့ဆုံးရှုံးသွားတဲ့အရာကိုင်းတော့အရင်ထက်ကိုပုံများလိမ့်မယ် သိန်းတစ်ထောင်လောက်ဆုံးရှုံးလိုက်ရတာမျိုးပဲနဲ့သိန်းထောင်လောက်ကုန်လိုက်ရင်တော့ကိုယ့်ရင်းထဲမှာသိန်းတောင်းလောက်ဆုံးရှုံးသွားရတယ်ဆိုတဲ့ပုံစံမျိုးကြီးဖြစ်သွားနိုင်တာကိုတွေ့ရတယ်။အဲ့တော့ဒီတောက်ကြတာတပီများအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဒီလာထဲမှာတော့ငွေကြေးကတော့ပြောရမယ်ဆိုရင်တော့ရေစီးတိုင်းပဲမျောပါနေတဲ့အတိုင်းပဲရှိနေတော့မယ်။ဆောင်းရမ်းကြီးโอเคွားတာမျိုးဆောင်းရမ်းကြီးစင်ပြေွားတာမျိုး ိုလိုကလာကူညီဒီလိုကလာကူညီလို့မဟုတ်ဘူးဒါပေမဲ့ဒီတဲတဲမှာတော့မွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ရပောက်ရနန်းတွေအများကြီးရောက်လာတတ်တယ်မွေရင်းမိမဟုတ်ပဲနဲ့မိမိရဲ့ပညာမိမိတိထားတတ်ထားတဲ့အသိပညာတွေကိုအသုံးချပြီးတော့ဒီကာလမှာအဲ့ဒီပညာတတ်ပညာတွေကိုအသုံးချပြီးတော့ရစရာအရှိရာတွေအများကြီးရလို့ရတယ်လုံးစရာအရှိရာတွေအများကြီးလို့ရတယ်ပြောချင်တာလေးဒါထဲမှာမိမိလုံးနိုင်တော့ကိုရမယ်မလုံးနိုင်ဘူးမိမိကဆိုတော့မိမိရတဲ့ပတ်စံမိမိရတဲ့မွေကြီးကမိမိပင်ပန်းပြီးတကယ်ပင်ပန်းပြီးတကယ်ရတဲ့ပတ်စံတွေဖြစ်လာနိုင်တယ် အရင်သားတွေမှာတော့ရတဲ့ပတ်စံအားလုံးကဟိုတာမန်တက်ဟိုအရင်ကြီးအကျိုးသားအလုပ်ဆရာမလို့ပဲနဲ့ရတာလည်းပုံစံဖြစ်ကောင်းဖြစ်ဒီကာလမှာတော်တော်ကြီးကိုစူးစမ်းအားထုတ်ပြီးမှရလာနိုင်မယ်နော်ပြီးရခါကျဒီကာလမှာပေါ့စီးပွားရေးလုပ်ငန်းတွေပို့ပြီးတိုးချဲ့တာမျိုးပို့ပြီးလုပ်ကြတယ်အိုင်ဒီယာတက်တွေထုတ်ပြီးတော့အလုပ်ဆရာရှာလေးလုပ်ပါလို့အကြံပေးရတယ်ဆိုတော့ဒီကာလမှာလုံးတက်လုံးထိုင်လာမှပြန်အားလုံးလုံးငွေတော့မရင်းနဲ့ပညာရရမလားရင်းဟိုခွန်အားရရမလားရှင်းငွေရင်းမျိုးမလုပ်နဲ့အာခွန်အားနဲ့အဆန်အဲခွန်အားနဲ့ပညာကိုရင်းပြီးတော့လုံးဆရာရှာအကောင်လုံးဆင်ပြေပါလိမ့်မလို့ပြောလို့ရတယ် စနေသားသမီးများအနေနဲ့ပြောမယ်ဒီကာလမှာကောင်းတယ်လို့ပြောရရတယ်။ညုတ်ငုတ်နေတဲ့ပတ်စံတွေညုတ်နေတဲ့ပတ်စံတွေသူတို့ဘာရှာရမယ့်ပတ်စံတွေတုံးမဟုတ်ကိုကိုမာကိုလည်းစီးပွားရေးမသိဘူး။ဘယ်ရမှန်းမသိရစီးပွားရေးအဆင်ပြေသွားပြီးတော့ဝုန်းနေဆိုပတ်စံဝင်သွားတာလို့ပတ်စံတုတ်တက်လာတာမျိုးဆိုတဲ့ကိစ္စမျိုးတွေပေါ်လာတတ်တယ်။မိတော်မတွေးဟတဲ့နေရာကနေပြီးတော့ငွေကြေးတန်ကောင်းမှုတွေလည်းဒီကာလမှာကြုံရရရှိတယ်။ ဆိုတော့ရုံနဲ့ဖြတ်ကနေအုံနဲ့တိုင်းကနေပေါ့နော်မမိမသိရဲ့နေရာနေပြီးတော့ငွေကြေးတွေအစီအမီွားတာငွေကြေးတွေ okay ွားတာဟာဘာမှမသိပဲနဲ့သူကကုညီလိုက်လို့အစီအမီွားတာလို့ဆိုတော့ဟာမျိုး player တစ်ပြည့်နဲ့ထီပေါက်တာမျိုး player တစ်ပြည့်နဲ့ပတ်စံဝင်တာမျိုးလို့ခေါ်တယ်ဒီကာလမှာလို့ပြောလို့ရတယ်ပြောချင်တာဘယ်လိုခေါ်လဲဆိုတော့ထီပေါက်တကယ်တော့ကံကောင်းတဲ့လလို့ပြောလို့ရတယ်စနေသားသမီးများအနေနဲ့ပေါ့နော်အဲကြောင့်ကျွန်တော်ခုနှစ်နေနဲ့ပတ်သက်တဲ့ဒီငွေကြေးကံအကြောင်းတရားလေးကိုပြောပြပြီးသွားပြီဖြစ်တယ်အဲ့တော့ဒီရရာလို့ခေါ်တဲ့အကြောင်းအရာတစ်ခုကိုကျွန်တော် ဒီဗီဒီယိုတက်တက်တစ်ခုလုပ်ပေးပါမယ်နော်ဟိုဒါတော့ငွေကြေးကန်တရားလေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပါပြီအားလုံးငွေကြေးခက်ခဲနေတဲ့သူတွေအားလုံးငွေကြေးအစီအမေကြပါစေ ehi laban ehi danan tiktok ငွေကြပါစေကျွန်တော်နေပြောချင်ပါတယ်အားလုံးโอเคပါစေခင်ဗျာ